တတန်ကာလာပြီးမှကားကနှုံထရီပုံမတောင်းခံလာမှုကြောင့်ဟင်းသရကနေလိုင်တာယာကိုခီးတယ်ရီယထာစင်းနှမှုများလာတဲ့အတွက်မြမမီယထာကဧပြီလ22ရက်နေ့ကစပြီးယထာရဲထထိုးပြေးဆွဲသွားမှာဖြစ်ပါတယ်။ဟင်းသရကနေရန်ကုန်ကိုအဝေးပြေးမှလုံရင်ကားကနှုံထရီမှာပုံမှန်အဖြစ်တော့ကျက်3000သာရှိပေမယ့်လက်ရှိမှာတော့ကျက်6000အထိတုံးမြင့်တောင်းခံမှုတွေရှိနေရကြအောင်အချိန်ပိုးပေးရပေမယ့်ကျက်950သာပေးရတဲ့ယထာနဲ့ခီးတယ်ရီတွာလာမှုများရှိလာခြင်းလည်းဖြစ်ပါတယ်။ လက်ရှိရပိုင်းမှာယထာစင်းင်းသူဥယေဟာ80ကျော်အထိရှိလာတာကြောင့်ခီးတယ်နဲ့ပြေးဆွဲပေးနေရတဲ့အတွဲအနေအထားမမျှတာကြောင့်တွဲတွဲထပ်တိုးပြေးဆွဲပေးသွားမယ်လို့မြမမီယထာတိုင်ကိုကသွားလာရေးတိုင်းမန်နေဂျာဥဇော်လွင်ကအခုလိုပြောပါတယ်လက်ရှိယထာအတိုင်းဆိုရင်ပေါ့နော်လူ80လောက်နဲ့အာဘီတွဲလေးတွဲတဲ့နဲ့ဆိုတော့ဟိုခီးတယ်နဲ့တွဲနေထားတဲ့မမျှဟုတ်ပြန်တော့ကျွန်တော်တို့ကတော့အခုဟိုတိုင်းဆက်မှုအင်ဂျင်နီယာပေါ့ ျွန်တော်တိုင်းကုန်းမှာပဲရှိတယ်။တိုင်းဆက်မှုအင်ဂျင်နီယာဦးကျော်ရွှေနဲ့ညှိနှိုင်းထားတယ်။ညှိနှိုင်းထားပြီးတော့ဖြစ်နိုင်ရင်မနေ့ပြန်ဆက်ပြီးတော့မှနောက်တစ်ရက်ထပ်ချိန်မယ်။ချိန်ပြီးတော့မှနှစ်တွဲနဲ့ကျွန်တော်ပြင်ချင်တယ်နော်။ပြင်ဖို့ပြင်ဖို့အစီအစဉ်လေးပါလေ။ပြင်ဖို့အစီအစဉ်လေးဒါတော့ဟိုခီးတဲ့ပြည်သူတွေရဲ့လိုအပ်ချက်အရကျွန်တော်တို့ဘက်ကနေပြီးတော့မှမြန်မာမိသားအနေနဲ့အတက်နိုင်ဆုံးပတ်မိုးပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဟိုမနေ့ပြန်ကိုတွဲတွဲထပ်တိုးပြီးတော့မှချိန်ဖို့ကျွန်တော်ဆောင်ရွက်လေးရှိပါတယ်။ ။ဟင်္သရာကနေလှိုင်းသားရကို နေ့စဉ်နံနက်9:00နာရီမှတစ်ချိန်၊လှိုင်းသားရကနေဟင်္သရာကိုနေ့စဉ်မိုးလွဲ2:00နာရီမှတစ်ချိန်ပြည့်စွဲပေးနေပြီးတော့မောင်းနှင်ချိန်6:00နာရီကြာမြင့်တယ်လို့လည်းသိရပါတယ်ရှင်။